Agisius Google ရဲ့ season 4မှာပါလာမဲ့ KOF နဲ့ Model Rival တို့ရဲ့ဆက်နွယ်ကြီးမှာမလုတ်တဲ့အရာတစ်ခုရှိပါတယ်။ဒါကဘာလဲဆိုလို့ရှိရင်တော့ KOF 6កောင်နဲ့ Model Rival တကောင်ထဲမှာဒါ Model Rival ရဲ့ effect ကတက်ရောက်မှုရှိတာဖြစ်ပြီး AW6 ကောင်နဲ့ Model Rival နှစ်ကောင်ကိုထည့်လိုက်မယ်ဆိုလို့ရှင်တော့ Model Rival ရဲ့ effect ကလုံးဝတက်ရောက်တော့မှာမဟုတ်ပါဘူး။အဲဒီမှာ Model Rival နှစ်ကောင်ထည့်တဲ့တည်းလေဆိုလို့ရှင်တော့ KOF 6ကောင်နဲ့ Model Rival နှစ်ကောင်ဖြည့်မှသာထည့်တင်ပါတယ်။ KOF မှာလည်း Model Rival ပါမှသာ Hero က9ကောင်ရှိတာကွာ။ဒီတော့ KOF 7ကောင်ပြင်ဖို့အတွက်ဆိုလို့ရှင်တော့ KOF 4ကောင်လောက်ထည့်လို့မယ်။ဒီတော့အကြံပေးချင်တာက Commander အနေနဲ့ဂျိုဆင်ကိုသုံးပါ။ပြီးတာနဲ့ဂျိုဆင်ကိုလည်း KOF 7ကြီးရတဲ့ဂျိုဆင်ကိုရွေးယူပါ။ Google Cast မှာဆိုလို့ရှင်လည်း KOF Blazing ကို KOF Bash တို့ပါတဲ့ကတ်တွေကိုရွေးပါ။ နောက်ပြီးဒီလိုမျိုး reward တွေရွေးနေရမှာလဲ KWF စနေကြီးရအောင်ယူပါနောက်ပြီး blessing ကိုလည်း KWF ကိုရအောင်လို့ထပ်ပြီးတော့ယူပါဒါဆိုရင်တော့လုံနေတဲ့ KWF ၄កောင်ကိုအတေချရရှိမှာဖြစ်ပါတယ် wiki ကတော့ဒီပွဲမှာ KWF 9កောင်နဲ့ model rival 2កောင်ပဲရခဲ့တယ်ပေါ့နော်ဒါပေမဲ့ model rival ကတော့2កောင်ပဲထည့်ထားတယ်2កောင်ထည့်လို့ရှိရင် effect မဝင်တာမို့လို့ပါ model rival 2កောင်ထည့်မယ်ဆိုလို့ရှိရင်တော့10% extra damage နဲ့5% damage reduction ကိုရရှိမှာဖြစ်ပြီးတကယ်လို့ KWF စတက်က model rival 2កောင်ကိုရနိုင်ရဲ့မယ်ဆိုလို့ရှိရင်တော့တရားရကိုင်တော့ extra damage နဲ့50 30% damage reduction 1000 HP ကိုရရှိမှာဖြစ်ပါတယ်။ Modern Rival ရဲ့ Valia ကိုတော့တော်တော်လေးကိုကြိုက်တယ်။သူ Ultimate သုံးပြီးတော့ Skill 1ကို strike ပြလို့ရှိရင် enemy က stun ပြီးတော့ဘာမှလုပ်လို့မရလို့ပါ။ Skill 1စက်တကောင်နဲ့ Modern Rival နှစ်ကောင်ရဖို့ကတော့တော်တော်လေးကိုခက်တယ်။ဒါပေမဲ့လည်းဒီ squad ကိုရအောင်လို့တော့စံကြည့်အောင်မယ်။အဲ Wiki ပြောသလိုမျိုးပဲ Johnson Commander ကိုသုံးပြီးတော့အခုလိုမျိုးချက်လက်ကြကြသုံးမယ်ဆိုလို့ရှိရင်တော့ Modern Rival နှစ်ကောင်နဲ့ Skill 1စက်တကောင်ရမှာတော့အသေးချာပါပဲ။ All Star နဲ့ဘွဲကလေ All Star Tournament ရဲ့ Open Qualifier က Archer Division 2ဖြစ်ပါတယ်။မြန်မာကိုစားမျိုးနေ ေနဲ့ဂိုးဝမ်းမှာ direct entry ကိုရတာမို့လို့ MLB က MRO နဲ့တူတဲ့ဒီ All Star Tournament ကိုပြိုင်ကြပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်